နံပါတ်၁အချက်အနေနဲ့ကကျွန်တော်တော်လှန်ကာလမှာဒီစင်ပြိုင်အစိုးရပုံစံဖြစ်တော့ NUG ရဲ့အခမ်းအနားကိုတော့ကျွန်တော်တို့မေ့လို့မရအောင်တာတစ်ချက်တော့ဘာလဲဆိုကျွန်တော်တို့ဒီပြည်တော်စုလေဟိုပြည်တော်စုလေပဲမှာပေါ့လေ။နောက်ဒီနိုင်ငံတကာနဲ့လည်းကျွန်တော်ဆက်ဆံပြီးတော့မလုပ်ရတဲ့အပိုင်းမှာ NUG ရဲ့အခမ်းအနားကိုကျွန်တော်တို့လုံးဝလက်လျူရှူထားလို့တော့မရဘူး။ဟိုတော်တော်ဆယ်သူ့ရဲ့ legitimacy ပေါ့လေ။ဟိုဒီဘာလဲဟိုရှိနေသေးတော့တကယ် legitimacy လည်းဖြစ်နေသလို့ ဟိုဒီလက်ရှိဟိုဒီဟိုစစ်ကောင်းဆောင်တွေရဲ့ဟိုစစ်အာဏာယူတွေရဲ့တို့ရလည်းတို့အစိုးရဖြစ်ချင်းဆိုတဲ့ဟာကိုနိုင်ငံတကာမှာအနေနဲ့လုပ်နေတဲ့ဖက်ကလည်းဆိုတော့ဒါတီတော်စုလေပဲမှာကတော့ဒါလိုလိုအပ်တဲ့အနေထားဖြစ်တယ်ဒါပထမချက်ပေါ့နောက်ဒုတိယအချက်ကအင်ယူဂျီအာဏာချက်ကပါလဲဆိုလို့ရှိရင်မြန်မာတကယ်လက်တွေ့အလုပ်လုပ်နေတဲ့တော်လှန်ရေးသမားတွေနဲ့အခြေဆက်တော်လေးကိုအားနေတယ်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ တကယ်မြေပြင်မှာလက်တွေ့လုပ်နေတဲ့အခုနောက်ပိုင်းမှာဟိုသူက EE ဟို EU ERO ကြီးဟိုအရင်ကရှိခဲ့တဲ့ဟာလော့ကိုတော့အားကိုလို့တော့မရဘူးဆိုတဲ့ဟာကိုပြီးချတယ်။သူတို့လှုပ်တော့လှုပ်ပြင်မဲ့တကယ်ကျွန်တော်တို့တနေငံလုံးအတိုင်းတာမှာကဟိုသူတို့သူတို့ရဲ့ NRD ERO ရဲ့သူတို့လုပ်နိုင်စွမ်းနဲ့မြေပြင်မှာတကယ်လုပ်နိုင်စွမ်းဆိုတာကျွန်တော်သုံးသပ်ကြည့်တာ50 50ပုံစံတော့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီတခြားဒီ 21ဟိုဒီအာနာသိမ်းမှာပေါ်လာတဲ့လက်နဲ့ခိုင်နေပေါ့လေဟုတ်ကဲ့အဲ့50 50စီလောက်ပဲဟိုဖြစ်နေလို့ထင်တယ်ဆိုတော့ဒီတော်လှန်သမားတွေနဲ့နောက်ဒီပုတ်ချူရီမြင်းပြင်းမှာလုတ်တဲ့လူတွေနဲ့အခြေဆက်ကတော်တော်လေးအားနေတယ် UG အားနေချက်ကအဲ့ဒါပဲသူကဟို ERO တွေနဲ့သူတို့ဆက်ဆံလို့အာဒီဟာကိုအကုန်လုံးအဆင်ပြေသွားမယ်လို့ဆိုတဲ့ပုံစံနဲ့ပဲဟိုသူကသွားတာဒါကတော့ဟိုတိတ်အဆင်မပြေဘူးပေါ့လေတကယ်မြင်းပြင်းမှာဖြစ်နေတာကအဲ့ဘိုင်းတော့မဟုတ်ဘူး တော့ဒီထပ်ပြီးတော့မှဟိုသူ UNG ကဘယ်လိုပြုပြင်ပြောင်းလဲလုပ်ကင်အခုတော့သူ reform လုပ်ဖို့ဆိုတဲ့ဟာမျိုးသူတို့ချင်းကပ်လာပါတယ်ဆိုတော့မြန်မာမှာတကယ်အလုပ်လုပ်တဲ့သူဒီနဲ့ဘယ်လိုပုံစံနဲ့သူသွားမလဲဆိုတဲ့ဟာကိုတော့ဟိုဒီ chart ကိုသူဟိုချင်းကပ်တာပို့တော့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီတစ်ခေါက်တောင်မှဟိုသူ့ရဲ့ချင်းကပ်ပုံချင်းကပ်နေလွဲမှရတော့ဟိုဘလို့မှဘလို့ပြောမလဲ အခုချိန်တော့မှ NUG ကပါလုံနေလဲဆိုတဲ့ပြည်သူတွေကအများကြီးလင်မြင်းပြည်မှာတကယ်ကိုပြဿနာပေါင်း16000နဲ့တကယ်တော်ထိုင်ရေးသမားတွေကတော်တော်လေးအခက်အခဲရှိတဲ့ချိန်မှာ NUG ကပါရီလုတ်ပေးလဲဘလောက်ထိလုတ်ပေးလဲဆိုတဲ့ဟာပေါ့ကျွန်တော်ရဲဘော်တယောက်က2020 2023မှာဖြစ်နေတဲ့ချိန်ကျွန်တော်ရဲဘော်က NUG တော့မသိဘူးတဲ့ RPG ကတော့ကျွန်တော်စီမှာပုံမှန်ရောက်လာတယ်ဆိုတော့ဆိုတူမျိုးပေါ့လေโอเคဆိုတော့အဲ့အပေါ်မှာကြည့်လိုက်ချင်းအားဖြင့်ဟို သူရဲ့လုံနိုင်ဆောင်ကပါလဲဆိုရင်သူဟာနဲ့သူလည်းပြန်ပြီးတော့မှအများကြီးသုံးသပ်ဖို့လိုတယ်။တေချာတာကတော့ကျွန်တော်ကိုယ်တိုင်လည်းအယူချက်လုံးဝအားမရပါဘူး။ဒါပေမဲ့တစ်ဖက်မှာခုနပြောသလို legitimacy ဘိုင်းကိုဒီစင်ပြိုင်အစိုးရပုံစံမှာကသူ့ရဲ့အခန်းကဏ္ဍလိုမိထားလို့မရတဲ့အပိုင်းရှိနေတော့ဒီတော်စုလေးပဲမှာပေါ့လေ။ဒါကိုလည်းကျွန်တော်တို့ဟိုတစ်ဖက်ကနိုင်ငံရေးရပြန်ပြီးတော့မှအတိအမှတ်ပြုဖို့ဆိုတဲ့ဟာမျိုး ဒါပေမဲ့တေရှာတဲ့ကျူးပင်ပြောင်းလဲရင်းမြစ်ပြမှာတကယ် ground မှာလို့လုပ်တဲ့လူဒီအဖွဲစီးနေတဲ့အုတ်ချွေးတော်လကောင်းဒီကာကွယ်ရေးလက်နဲ့ကန်နေတော်လကောင်းသူမြစ်ပြမှာဘယ်လိုလဲပါတော့နေတယ်တကယ်သူတို့မြစ်ပြမှာလုပ်တဲ့အဖွဲစီးနေကတော့တိုက်ရိုက်ချစ်ပြီးတော့မှဟိုလုံထိုင်ဖို့ကတော့တော်တော်လေးသူအားထည့်ဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်